Hello everyone, nice to meet you here. This is Chili. Welcome back to my Happy Friday Night program. အလုံးမင်္ဂလာပါနော်။ကျွန်တော်ရဲ့ Happy Friday Night program လေးကနေပြီးတော့ကျန်လက်ကျဆူလိုက်ပါတယ်။ဒီတစ်ပတ်ရဲ့တချို့ရိုးဆွေးနွေးမှုလေးမစတင်ခင်တချို့ရိုးအရှိ၅ဘတ်မှာပေါ့နော်။ဗားရီဆွေးနွေးခဲ့ပြီးပါပြီလေဆိုတာလေးကိုတချို့ကားနဲ့လေး review လေးပြင်ပြပေးမယ်။ဒါပြင် အဲဒီချက်ရဲ့ဒီ heavy brightness program တစ်ခုလုံးကိုအဲ bless ရယ်ပေါ့နော်ပြီးတဲ့ဟာတွေကိုတစ်ခါတည်းသွားကြည့်ချင်တယ်ဆိုရင်ဘယ်မှာကြည့်လို့ရလဲဆိုတာလေးကိုတရေညွှန်ပေးပါမယ်ဒါကတော့ဒီချက်ရဲ့ YouTube channel လေးဖြစ်ပါတယ် teacher လေးဆိုရယ် YouTube channel လေးကို subscribe လုပ်တယ်လို့ရပါတယ်ရှင်နော်ဆိုတော့ဘလို့လူတွေလဲလို့ပြောရင်တော့လိုအပ်တဲ့သူတွေပေါ့ ELD teachers day ELD students day ပေါ့နော်အဓိက English language teacher နဲ့သက်ဆိုင်တဲ့ English language learners day တော့ subscribe button လို့ရပါတယ်ရှင်အဓိကတော့လိုအပ်တဲ့သူတွေအတွက်ပေါ့နော်ဒီ share the happy pregnant program လေးအနေနဲ့ knowledge sharing section လေးတွေပေါ့နော်လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဘယ်နှစ်ပတ်လောက်ပြီးသွားပြီလဲဆိုရင်တော့ကျွန်တော်တို့5 weeks ပေါ့နော်အဲ့တော့ဒါကတော့ the first week discussion လေးဖြစ်ပါတယ်။ပထမဆုံးပတ်မှာတော့တခြားဘာဆွေးနွေးပေးခဲ့လဲဆိုရင် figurative language ပေါ့။အဲ့ဒါလေးကိုဆွေးနွေးပေးခဲ့ပါတယ်။နောက် second week မှာတော့ တချို့ figurative language ကို week 1မှာတော့အလုပ်ခဲ့တဲ့ figurative language ကို analytics ပေါ့ practically ကိုပြန်ပြီးတော့အဲကြပြားလေးနဲ့ပြန်ပြီးတော့ analytics လုပ်ပြခဲ့ပါတယ်အဲသူကလည်းလည်း video file share တဲ့ဆိုတော့ week 3နဲ့အာ server မှာ week 2နဲ့ week 3မှာအပိုင်းနှစ်ပိုင်းကွဲသွားတယ်ပေါ့နော် week 2မှာတော့ discussion 1ဖြစ်ပြီးတော့မှာ week 3မှာတော့ဒီချက် part 2ပေါ့နော် part 1 part 2ဆိုပြီးတော့မှာ discussion 2ကိုနှစ်ပိုင်းခွဲပြီးတော့နှစ်ပတ်ခွဲတင်ပြထားပါတယ် ။ Now which form မှာပေါ့ which form are discussion for နေနဲ့ကျွန်တော် book review လေးကိုလုပ်ပေးထားတယ်။အအဓိကတော့ ELT teacher stay အတွက်ရည်ရွယ်ပါတယ်။ How to teach language for English language ကိုဘယ်လိုမျိုးသင်ကြားမလဲဆိုတော့เนาะ techniques တွေပါဝင်တဲ့ ELD တရားကောင်ဖြစ်နိုင်တဲ့ support ပေးလာတဲ့စာအုပ်ကလေးကိုတရားဒီမှာ book review လေးလုပ်ပြန်ထားဖြစ်ပါတယ်။အဲ့တော့ week 5မှာတော့ဘာလုပ်ခဲ့လဲဆိုရင်တော့တရား week 5မှာ review လေးပြန်လုပ်ဖို့ဆိုပြီးတော့မှအဲဒီ link တွေအကုန်လုံးကို YouTube link တွေ YouTube မှာဘာလို့ညွှန်ပေးတာလဲလို့ပြောရင်တရား purpose ကတော့အဲရိုးရှင်းတယ်။ YouTube မှာဘာလို့ YouTube ရဲ့ channel ကိုညွှန်တာလဲလို့ပြောရင်တစ်ဆက်သေးအဲဘာမှတင်ထားခြင်းမရှိဘူးတရားဒီ Happy Friday Night Program လေးအတွက်တီးတဲ့ ဖွင့်ထားတဲ့ YouTube channel လေးဖြစ်တဲ့အတွက်အဲ့ဒီမှာတစ်ဆက်တည်း discussion 1ပြီး discussion 2တော့ထောင်လို့ရမယ်3ရမယ်4ရမယ်ပေါ့နော်အဲ့ Facebook page မှာလည်းပဲဒီချက်တို့သွားပြီးတော့အဲ YouTube နဲ့စိတ်နဲ့သူကလည်း Facebook page မှာလည်းသွားပြီးတော့ချက်လေး education center ရောချက်လေး English language center ရောအဲ့ဒီရဲ့ page လေးတွေမှာလည်းဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်အဲ share purpose ကတော့ share နဲ့ ELT အာ teaching ပေါ့နော် ELT English language teaching ပြီးတော့ supported pay ပို့အတွက်ရည်ရွယ်ပါတယ် ဒီ Friday night မှာဆိုရင်တကယ်လည်းအားနေတာတော့မဟုတ်ဘူး။ဒါပေမဲ့လည်းတကယ်အားယူတဲ့အချိန်တည်းကနေပြီးတော့နည်းနည်းလေးမျှပြန်ပြီးတော့မှမျှဝေပေးတဲ့သဘောပေါ့နော်။လမ်းဝေးတယ်။ language လည်းသင်ချင်တယ်။ဘယ်လိုလုပ်အောင်လဲမသိဘူး။ပြီးတော့လက်ရှိလည်းသင်နေတယ်။တချို့ knowledge တွေကကိုယ်လည်းစဖတ်မအားဘူး။မလေးလာဖြစ်ဘူးဆိုရင်လည်းအနေနဲ့ပို့ပြီးတော့ အဲနည်းနည်းလေးထိတွေ့မှုရှိသွားအောင်ဆိုပြီးတော့မှဒီ program လေးကိုလုပ်ပေးတာဖြစ်ပါတယ်။ရွယ်ချက်ကတော့ YouTube ကပတ်စံရဖို့လည်းမဟုတ်ဘူး။ Facebook ကလည်းပတ်စံရဖို့လည်းမဟုတ်ဘူး။အဲ့ဒါတွေကတော့တချက်တော့အရင်အရေးမကြီးနေဘူး။တချက်ရဲ့အရေးကြီးတဲ့ target ကတော့တချက်ရဲ့ ELT fee အတွက်တကယ်ကိုမှ proficient teachers တွေဖြစ်ဖို့ wait မှာတနည်းအားတောင်းအနေပြီးတော့ supported ပေးခြင်းနဲ့ရွယ်ချက်ပဲရှိပါတယ်။အဲ့တော့လိုအပ်တဲ့သူကတော့ subscribe တော့လုပ်လို့ရတယ်။ Facebook page မှာ like လုပ်ထားလို့ရတယ်။မလိုတဲ့လူကတော့လုပ်စရာမလိုပါဘူးနော်။ ဲဆိုရင်ဒီနေ့တစ်ချက်တော့သွားမယ့် lecture လေးကိုပြောမယ်ပေါ့ဒီနေ့ကတော့ is quite interesting နော်ဒါကတော့တချို့ကတော့ပြောမယ်ဆိုတော့ literature lover တွေမှာတော့ပါတယ်အဲကြပြားလေးကြိုက်တယ်စာလေးကြိုက်တယ်ထဲပါတယ်ငငယ်ရဆိုပြီးတော့ပို့ပြီးတော့ဖတ်ဖြစ်တယ်ညမစာအုပ်တွေလည်းဖတ်တယ်တချို့ရဲ့ favorite author ကတော့ဆရာဟိတက္ကသိုလ်ဖုန်းနိုင်ဖြစ်တယ်ဆရာဟိတက္ကသိုလ်ဖုန်းနိုင်ရဲ့အာ စောက်တွေအကုန်လုံးကိုတရေဖတ်ပူတယ်အကုန်ကြိုက်တယ်ပလေးတွေကဖတ်တာအဲဒါကြိုက်တယ်ပေါ့နော်အဲ့တော့မြန်မာစောက်တွေလည်းဖတ်တယ်အင်္ဂလိပ်လည်းဖတ်တယ်မြန်မာနဲ့အင်္ဂလိပ်ကိုဘယ်ဟာပိုများလဲလို့ပြောရင်တော့ချီရောမြန်မာလူမျိုးဖြစ်တဲ့အတွက်တော့မြန်မာရဲ့ literature တွေကိုပိုဖတ်တာများတယ်ဒါကတော့ to be honest เนาะအဲ့တော့တူတူပါပဲချိတ်ဆက်နေတာပဲပေါ့เนาะတစ်ခုနဲ့တစ်ခုကလည်းအဲ့တော့ English ကလည်းတချို့မြန်မာ short story တွေပဲဖတ်ဖတ်မြန်မာ poem တွေပဲဖတ်ဖတ် English နဲ့ အဲ short story တွေပဲဖတ်ဖတ် novels တွေပဲဖတ်ဖတ်ပြဿနာတွေပဲဖတ်ဖတ်အမှန်မြန်မာဆိုမှလည်းရေးတဲ့ပြဿနာတို့ပါလို့ရှိတာပဲလေနော်အဲဒါမျိုးတွေပေါ့ခွအဲ့လိုမျိုးတွေဖတ်လိုက်တဲ့အခါကျလို့ရှင်တို့မှအဲတို့သိရမယ့်အပိုင်းတွေအများကြီးပဲတော့ရှိရပေါ့အဲ့ဒီမှာမှတရားဒီနေ့ရဲ့အချိန်လေးနဲ့လည်းကိုက်ကြည့်အောင်ပေါ့နည်းနည်းလေးသိတဲ့သိကြတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကို generally ဆွေးနွေးပေးမှာပေါ့အဲ့ဒါတော့ဘာလဲလို့ပြော elements of your story အဲ့တော့ short story တပုတ်မှာ short story ဆိုတော့တခြားတို့ grade 10 11 12မှာဆိုရင်ထားပါတော့ငယ်ငယ်တုန်းကသင်ခဲ့ပိုးတဲ့ Helen Keller တို့ The Last Leaf တို့เนาะအဲ not brave boy တို့အဲစသဖြင့်ဒါမျိုးလေးတွေပေါ့အဲ့ဒါတွေ short story တွေပေါ့သူတို့ကိုတခြားတို့ဖတ်တဲ့အခါမှာကြားလို့ရှိလို့ရှိရင်အရေးကြီးတဲ့ points ပေါ့ဘယ်လိုမျိုးကို consider အဲ့ short ဖတ်သွားတာပဲဒီမှာလိုပြန်ဖတ်သွားတာပဲဆိုရင်တော့မဟုတ်ဘူးလीเนาะသူမှာကျွန်တော်လက်ခံရမယ့်အဲ step by step